အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ကမနေ့ကညီကိုဒီနဲ့ပေါင်ပြီးတင်ခဲ့တဲ့ဗီဒီယိုဟာမထင်မှတ်ပဲနော်မထင်မှတ်တယ်တော့မဟုတ်ဘူးထင်ပါတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံက ေါ်လုံးညီကိုရင်းနဲ့ဝိုင်းဝန်းပြီး share ခဲ့တာပါအဲ့တော့ကျွန်တော်ဒါ Facebook မှာကျွန်တော်ဒါအများကြီးပတ်သက်မရပါပဲဒေါ်လာ10ဒေါ်လာစရာလေးဖြစ်ပါတယ် Facebook မှာ10ဒေါ်လာရရဆိုတော့အင်မတန်မှတန်ဖိုးရှိတယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်ဒါ view တွေအများကြီးဖြစ်လာတာကတော့ YouTube ပါ YouTube ကတော့ကျွန်တော်တူတဲအားလုံးပေါင်းအခုချိန်မှာကျွန်တော်ဒေါ်လာ30ရရှိဖြစ်တယ်အဲ့တော့အားလုံးပေါင်းလိုက်မယ်ဆိုရင်ဒေါ်လာ90နီးနီးဖြစ်နေပါပြီအဲ့ဒေါ်လာ90နီးဖြစ်တော့ကျွန်တော်ကဒီနေရာမှာနှစ်ဆပေါင်းပြီးတော့ဒေါ်လာ100အဲ့တော့ကျွန်တော်အားလုံးပေါင်းတူတဲ150ဖြစ်နေပါပြီမြန်မာငွေနဲ့တွက်မယ် ်ဆိုရင်တော့ကျွန်တော်ဒါအားလုံးမောင်းဒါ6သိန်းခွဲ6သိန်းခွဲဥမာကျွန်တော်ကကျွန်တော်အဲ့လို6သိန်းခွဲဆိုရင်နံပါတ်ကိုမချက်ရတော့ကျွန်တော်10သိန်းအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော်10သိန်းစတင်ပြီးတော့မာတီမှာဖြစ်ပါတယ်ဒီပတ်စံဒီကကျွန်တော်လောက်ကူမှာရမယ်ဆိုပေမဲ့အခုလက်ရှိမှာဒီဗီဒီယိုကဝင်ငွေကိုကျွန်တော်10သိန်းထပ်ပြီးတော့မာတီမှာဖြစ်ပါတယ်အဲ့တော့ပြောချင်တာဒီဗီဒီယိုကအားလုံးမောင်းအခုလက်ရှိမှာကျွန်တော်တို့အဲ150က9သိန်းခွဲဒါပေမဲ့အဲ့ဒါကိုမှကျွန်တော်ကအဲ နောက်ပဲ9သိန်းခွဲ6သိန်းခွဲ6သိန်းခွဲမှာကျွန်တော်က3သိန်းခွဲထပ်ဆိုင်ပြီးတော့ဒါကျွန်တော်တို့10သိန်းတိတိကျွန်တော်ဒီနေ့ကကျွန်တော်ဒါမတည်မှာပေါ့ဆိုတော့အခုလက်ရှိမှာ debt body bag တွေလည်းအများကြီးလုံနေပါတယ်ကျွန်တော်ဒါဒီဘက်ကဒါကျွန်တော်နိုင်ငံခြားကနေမှာပြီးလို့ရတဲ့ဥစားတွေတချို့လည်းရန်ကုန်မှာချုပ်မဲ့ဥစားတွေရှိပါတယ်အဲ့တော့ debt body bag တွေလည်းလုပ်ဖို့ရှိအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့တချို့နေရာတွေ shout out အခုချိန်ထိလိုအပ်နေပါတယ်အခုချိန်ထိဒါစကိုင်းကအခုအခုညီတချို့လုံနေတယ်ပြောရပါတယ်ပြီးတော့ပြင်မနာပြင်မနာဘက်ကလူတွေအခုချိန်ထိရေတက်ရေကျူလုံနေတယ်ဆိုပြီးခဏခဏကျွန်တော်ပြောနေတာရှိပါတယ်နောက်တစ်ခုကဒါပြောပြောပွဲပါပြောပွဲမှာလည်းကျွန်တော်လက်ရှိ ်မှာလူတွေအများကြီးလူတွေဒါကြောင့်ဒီကြားတွေကကျွန်တော်ရွာလေးတွေမှာလည်းဒီလိုမျိုးဒါကျွန်တော်အကူအညီတွေအများကြီးလူနေတာရှိပါတယ်အခုချိန်မှာနောက်တစ်ခုကျွန်တော်မြတ်တရရက်ခံကျင်တာကလူမျိုးဘာသာမရွေးအကုန်လုံးဝိုင်းပြီးကူညီပေးကြပါဒါကျွန်တော်လက်ရှိမှာဒါမွတ်စလင်တွေရဲ့နေဒူးနေမြတ်ဖြစ်တဲ့တာကျွန်တော်မနေ့က Eid Mubarak ကိုမဆူတောင်းပြီးတော့ကျွန်တော်ဒီညမှာကျွန်တော်ခွင့်လွှတ်ပါကျွန်တော်မနေ့ကဒါကျွန်တော်တို့တနေ့လုံးအလုပ်တွေနဲ့ဟိုဒီအလှူတွေနဲ့ဟိုဒါတွေနဲ့ကိုလုံပေးကျွန်တော်မဆူတောင်းပြီးအခုလက်ရှိမှာဒါညီကိုတွေကိုဒါဆူတောင်းပေးပြရစီညီကိုအနေနဲ့ဒါကျွန်တော်တို့ တကယ်မိသားစုတွေဆုံရှုံခဲ့တယ်တော်တော်လေးများတယ်ပူဆိုးတာကျွန်တော်တို့ဒါတောက်ကြနေလေဖြစ်တယ်နမတ်စဖတ်တဲ့ချိန်မှာဒါကျွန်တော်တို့လူမဖြစ်သွားတဲ့ကြောင့်အကုန်လုံး one net one နေပါတယ်ဒါကုနာပြောလို့ဒီချိန်မှာဘဒုမှကျွန်တော်တို့ဘာသာရေးမှိုင်းတိုင်လို့မရပါဘူးဒီုံမှာခမရခုလက်ရှိမှာဒါကျွန်တော်တင်ထားတဲ့ post မှာကြည့်လိုက်ရင်ကျွန်တော်ဘဒုမှဘာသာရေးမှိုင်းတိုင်လို့မရဘူးဒီချိန်ကဘာသာရေးမှိုင်းအတိုက်လို့မရစေပါဒီလိုချိန်မှာဘာသာရေးမှိုင်းတိုက်တဲ့ကောင်မှာဒါကျွန်တော်လုံမယ်ဆိုအကောင် wine လုံရမယ်လူတွေပါပြီအဲ့တော့ပြောချင်တာကျွန်တော်တို့ဒါအကုန်လုံးကောင်းမွန်တဲ့ able break ဆိုတာတည်းဆိုရင်ညီကိုတို့နေထားနေတာကျွန်တော်တို့ ကောင်းတဲ့အရာတွေကိုအမြဲလုပ်ပြီးတော့အများကြီးကျူးတူပါဒီလိုမျိုးချိန်မှရတာကျွန်တော်တို့လုံးဝအလိုက်တသိကျွန်တော်တို့ဒါ celebrate လုပ်ပြီးတဲ့လူတွေအကုန်လုံးလည်းကျူးတူပါတယ်လူမျိုးဘာသာမျိုးဒါဂျီနီယာဒီကူတွေအကုန်လုံးလည်းကျူးတူပါတယ်ဒီညမှာတစ်ဆက်တည်းပြောရမယ်ဆိုတော့ဒီ Eid Mubarak ကဒါကျွန်တော်ချီကျူးတဲ့လူတွေအပြင်ဒီတစ်ဖက်ကဒါကျွန်တော်တို့လက်ရှိမှာကျွန်တော်ဒီနေ့မနက်မှာတွေ့လာတဲ့မြင်ကွင်းတစ်ခုကတော်တော်လေးအဆင်မပြေပါဘူးအဲ့ဒါကဘာလဲဆိုတော့ရှင်းလောင်းနေနေတာပါ နားလေပါတယ်ဒါကျွန်တော်လို့အောင်လို့ဆိုတာဒါပေမဲ့ရှင်လောင်းလဲရမယ်ဆိုရင်နားလေတယ်ဆိုတဲ့ရှင်ဒါပေမဲ့ခုနကပြောတဲ့လမ်းမှာရှင်လောင်းလဲတဲ့ process ကြီးရက်ပြီးတော့ဒီနေရာမှာဒါကျွန်တော်တို့အိမ်ကနေဖုန်းကြောင်ကားလီနဲ့သွားပြီးဖုန်းကြောင်မှာစံနှုန်းထုံးလို့ရတယ်မလုံနဲ့မပြောလို့လို့ရတယ်ဒါတွေကလို့လို့ရတယ်အကုန်လို့လို့ရပါပဲမလုံနဲ့ပြောလို့ဒါပေမဲ့ခုနကပြောလို့ပဲအမြင်မသိတော့ဘူးဒါကခုနကပြောတဲ့အကုန်လုံးတချင်းနေဖွင့်ဒါခုနကပြောလို့ပဲဒါအင်ဂျီအကောင်းစားတွေဝတ်ပြီးလှည့်တဲ့အချိန်မှာတစ်ဖက်မှာမြေပြူနေတဲ့အချိန်မှာမသိရင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ဟိုသူများ ကိုကျွန်တော်ပြောတာကျွန်တော်ကိုကျွန်တော်လည်းမြန်မာဘာသာဗုဒ္ဓဘာသာဆက်ဆက်တခါကျရင်ကျွန်တော်တို့တွေကအပျော်ပါအယံမှတ်တယ်ငါတို့ဒါလုစီစဉ်ထားပြီးသားမလို့စီစဉ်ထားပြီးသားဆိုဖြတ်လိုက်ပါအချို့တွေလည်းစီစဉ်ထားပြီးသားတွေဖြတ်မှာလို့မရှိမှဒါကျွန်တော်စီစဉ်ထားပြီးသားတွေအများကြီးဖြတ်လိုက်ပါအာမနာအဒါမျိုးတွေကအာနာမယ့်အချိန်တစ်ဖက်ကိုအာနာမယ့်အချိန်မှာအဲ့တော့မှနာရီဖြစ်နေတဲ့အချိန်မှာကိုဒီပျော်ပါတဲ့ဥစ္စာကြီးကိုရှော့ပါအဲ့ဒီအချိန်ကိုဖျောက်ပါဗျာကျွန်တော်ပြောဘူဂျောင်းဆန်ပြောလာခဲ့တဲ့အခုချိန်ထိပဲကျွန်တော်တို့ကအမြင်နဲ့အပျော်ပါမှတ်တယ်ကျွန်တော်တို့လူတွေက အဲ့ဒါလေးကိုရှော့ပါပြီးတော့နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကဒါကျွန်တော်တို့မနေ့ကဒါကိုမရက်ကျော်သူရေးသားတဲ့ဥစ္စာကိုမူတည်ပြီးကျွန်တော်ထပ်ပြီးပြောပါမယ်ကျွန်တော်တို့လက်ရှိ ဖြစ်နေတဲ့ဒါကျွန်တော်တို့အခြေအနေတွေက PR playground မဟုတ်ပါဘူး PR လုပ်လို့ရပါဒါပေမဲ့ဒါ PR playground မဟုတ်ပါဘူးအခုလက်ရှိအချိန်မှာနာမည်ပြန့်နေတဲ့ဒါကျွန်တော်တို့မင်းသားမင်းသမီးတွေဒါကျွန်တော်တို့ celebrity တွေ influencer တွေရှိပါတယ်ဒီဟာတွေကဒီဟာတွေကိုအတုံးချပြီးသူတို့ရဲ့နာမည်ကအထူးပြည့်ဖြစ်တာတတ်ပုံနေပါ ကျွန်တော်အခုလက်ရှိဒါမနေ့ကဝါဒီယာနဲ့ဆက်ဆက်ပြီးဝန်းနေစရာတင်းတဲ့ပုတ်ဖတ်လိုက်ရတာကမနေ့ကလူတွေတွားလှူတယ်ဝန်းတွားလှူတဲ့အချိန်မှာဒါကျွန်တော်လူတွေကတက်နေနေဆိုတာကလူတော့အကျူးကျော်နဲ့ထမင်းနဲ့လူကြတယ်ဒီနေ့မှဒါကျွန်တော်တို့လူငယ်တွေအနေနဲ့ဒါကျွန်တော်တို့တချို့ကလေးလေးတွေအနေနဲ့ကလေးတွေဆိုဖြူစင်တယ်လေကျုပ်ကျော်နဲ့ထမင်းဆိုလက်ရှိမှာတို့က ချမ်းသာရင်မိသားစုလာတဲ့ကြောင့်ဒါပဲညင်းတယ်ပေါ့နော်အဲ့တော့အဲ့ तू ကတော့ तू ကဓာတ်ပုံလိမ်တဲ့တော့လှလှပါလေရေးတာအဲ့လိုညင်းတယ်သူတို့နောက်ခါကျကြက်ကြော်နေဒီလိုမျိုးဖြစ်ရမှာပေါ့ဆိုဒီလိုအချိန်မျိုးမှာကလေးတွေကကျွန်တော်တို့လူမွန်တာအတိရှိတာမဟုတ်သူတို့အနေနဲ့သူတို့ဘဝမှာဒါကြီးပျောက်ကွယ်သွားတာသူတို့သိတာမဟုတ်ဘူးဒီလိုလူမျိုးတွေကိုကူညီပေးကြပါပြီးတော့အားနေဓာတ်ပုံမရိုက်ပါနဲ့ဟုတ်တယ်ခုနကပြောလိုအပ်တဲ့ဥစ္စာတွေကိုဒါဓာတ်ပုံရိုက်တာပါကြကျွန်တော်မြေပြူတာဒီကျွန်တော်တို့ဒါကူညီတဲ့လူတွေကိုဓာတ်ပုံရိုက်တာဒါမျိုးတွေကနားလေလို့ရတယ်ဒါပေမဲ့ collateral damage တွေကိုမလူအပ်ဘဲနဲ့တပ်ပုံမြိုက်ပါနဲ့ခွင့်ပြုချက်မရှိဘဲနဲ့တပ်ပုံမြိုက်ပါနဲ့ ကျွန်တော်ပြောချင်တာရှင်းရှင်းလေးပါလှူလို့ရတယ်လှူတာကိုလည်းဂျေစုတင်တယ်အဲ့ဒါကြီးကိုအလွန်ကြော်ခွင့်ကောင်းပြီမနဲ့အလုံးနာပေါ်တော့ပဲကျွန်တော်ကေဆယ်ရေးတွေနဲ့ဒါအတူတူတပ်ပုံတွဲရိုက်တယ်ဘာညာဒါတွေလက်ခံလို့ရတယ်ဒါပေမဲ့နဲ့နာသူမိသားစုတွေနဲ့တပ်ပုံတွဲမရိုက်ပါနဲ့မလို့အပ်ပဲနဲ့ဘာလို့ဆိုသူတို့ကိုယ်တိုင်ကခံစားရတယ်သူတို့ရဲ့တပ်ပုံကြီးကိုပြပြီးခင်ဗျာလှူစားရတယ်ဆိုတာသူတို့ပို့ပြီးခံစားရပါတယ်ဒီထဲမှာတကယ်နဲ့နာသူတော်တော်များပတ်စံရှိတဲ့လူတွေရောရှိတယ်ပတ်စံမရှိတဲ့လူတွေရှိတယ်ဒါပေမဲ့သူတို့เนี่ยဒီအကူအညီကိုအခုချိန်မှာ ဟိုပျော်လွန်းလို့ယူနေရလူတောင်မို့လိုအပ်လွန်းလို့ယူနေရလူတွေပဲခမည်းတော်ရဲ့ဖိုတိုဂရဖာခမည်းတော်ရဲ့ PR fame မှာရဖို့အတွက်ဒါကြီးကအရန်ကြီးလူအပ်နေတဲ့အရာမဟုတ်ဘူးအဲ့တော့ဒါကြီးက PR gold mine ဖြစ်တယ်ဒါကျွန်တော်လည်းသိတယ်ဘာလို့ဆိုတော့ကျွန်တော်တို့လည်းမာကွန်တေရသမားတွေပဲဒါကြီးက PR gold mine ပဲဒါပေမဲ့ playground မဟုတ်ဘူးနင့်နာတဲ့သူတွေကိုဂယူဆိုင်ပါ မလိုအပ်ဘဲနဲ့ခွင့်ပြုချက်မရဘဲသူတို့ဓာတ်ပုံတွေကိုဘန်းပြပြီးတော့အလူမခံပါနဲ့သူတို့ဓာတ်ပုံတွေကိုဘန်းပြကျွန်တော်ကတော့ဒီလောက်လှူလိုက်ပါတယ်ဆိုတော့ဆိုင်ပြီးမလုပ်ပါနဲ့ခင်ဗျားတို့လူတာကျွန်တော်တို့တည်တယ်ခင်ဗျားတို့လူတာကျွန်တော်တို့ appreciate ဖြစ်တယ်ခင်ဗျားတို့နာမည်ပြက်တာကိုပြန်ဆယ်ခြင်းတခြားနည်းနဲ့ဆယ်လို့ရတယ်ဒီညာဟိုနာဘလို့လှူတယ်ငွေအားဖြင့်ဘလို့လှူတယ် certificate တွေတင်လို့ရတယ်ဟိုနာကယ်ဆယ်ရင်းနဲ့ဒီခုနကဘဝင်ပြီးကယ်ဆယ်ပလိုက်ကျွန်တော်ပြောအဲ့လိုမျိုးဓာတ်ပုံတွေဆိုင်မဆိုဒါပေမဲ့လက်ရှိမှာနင့်နာသူမိသားစုတွေနဲ့နင့်နာသူတွေနဲ့အတူဓာတ်ပုံတွေရိုက်ပြီးမတင်ပါနဲ့ နောက်တစ်ခုခုနကပေါ့ဒါနဲ့ဆက်ဆက်ပြီးထပ်ပြီးပြောရမှာဆိုနင့်နာသူတွေပုံကို တင်ပြီးတော့အခုလက်ရှိမှာငွေမရှာပါနဲ့ RCS ပေါ့နော်လက်ရှိမှာကျွန်တော်အမုံဆုံး program နဲ့ကျွန်တော်သဘောကျဆုံး program နှစ်ခုတည်းကနှစ်ခုလုံးကတစ်ခုတည်းဖြစ်နေတာပါအဲ့ဒါက content monetization program ပါလက်ရှိမှာဒါကျွန်တော် Facebook မှာဒါသူတည်တဲ့အချိန်မှာဓာတ်ပုံလေးတင်ုံနဲ့ငွေရနေတဲ့ဥစ္စာကကောင်းလဲကောင်းတယ်မကောင်းလဲမကောင်းဘူးကောင်းတယ်ဆိုတာတကယ်တမ်းဒီရဥစ္စာတွေခုနပေါ်သူတက်ရှိမှာဒီစာရေးဥမာကုမရက်ကျော်သူတို့ရေးတဲ့ဥစ္စာဒါကြောင့် RCS ရမှာဆိုအဲ့ဒါတိတ်ကောင်းသူတို့က detail လေးရေးထားတယ်ဘယ်လိုလဲဘယ်လိုဖြစ်နေဆိုရေးထားလို့ရှိတယ်ဒါမှမဟုတ်ဒီကတိတ်ပြီးတော့ လို့အဆင်ပြေဥစားကြတချို့ကြတာဒီညမှာတည်င်းမားတွေတည်င်းတူတွေသူတို့ခုနကပြော sympathy ကိုကတ်ရကြုံနေ sympathy ကိုကတ်ဆိုပါလေကိုချင်းစာတဲ့ဟိုလူတွေကိုလူတွေရဲ့လူတွေကဝမ်းနေပြီဆိုရင်ဒီဝမ်းနေတဲ့ဥစားကိုတို့အပြည့်ကြည့်တာများအဲ့တော့ဝမ်းနေတဲ့ဥစားကိုတို့အခွင့်ကောင်းယူပြီးဒီအရာကြီးတွေတုံးမှလက်ရှိမှာကျွန်တော်တို့ဟိုဒါကျွန်တော်ဆိုဗျာဟို ဝန်နေတယ်အမေနဲ့ဟိုတားနဲ့ဟိုလက်ကင်နှောက်ဒါဆိုဒါမဲ့ခုနကဘယ်လို victim အရဒါကြီးကခွင့်ပြုချက်ရပြီပြီလားဒါမှမဟုတ်ခုနက victim ကိုရနေတဲ့တမျိုးဒါဟုတ်နော်ဒါမဲ့အဲ့ဒါကိုအသုံးပြုပြီးတော့ငွေမချပါနဲ့သူများမျက်ရည်တွေကငွေရှာလို့ကောင်းတဲ့အချိန်မှာအခုချိန်မှာလုံးဝမဟုတ်ပါဘူးကျွန်တော်တို့ဆိုရအခုလက်ရှိမှာကျွန်တော်ရဲ့ page မှာတင်ပေးနေဥစားတွေပါဆိုရင်ဒါကျွန်တော်တို့ကျွန်တော် victim တွေမျက်နှာကြောဘယ်တော့မှကျွန်တော်တို့ဒါပြူနေတဲ့နေရာတွေရေလူနေတဲ့နေရာတွေအခုလက်ရှိမှာရေလူနေတဲ့နေရာနဲ့အခုလက်ရှိမှာဒါနဲ့ဆက်ဆက်ပြီးတွေ့ရမှာဆိုရင်ငလင်းနေပြီးရင်တော့ဒါကျွန်တော်ငလင်းလှုပ်ပြီးဒါကျွန်တော်တို့သဘာဝ BNE နောက်တစ်ခုအနေနဲ့ဒါကျွန်တော်တို့ မွေတွေကင်းနေကိုသတိထားကြပါအခုလက်ရှိမှာဒါကျွန်တော်ကိုမင်းမင်းထွန်းလက်တင်ထားရရှိပါတယ်မွေတွေကိုဘယ်လိုချောင်အဲ့ဒီမှာသူ့ရဲ့ဒါ post ကိုတော့ဖတ်လို့ရပါတယ်ကျွန်တော်လည်းကျွန်တော် page မှာကိုမင်းမင်းထုတ်စာကိုကျွန်တော် share ပေးထားပါတယ်အခုလက်ရှိမှာငလင်းလှုပ်တဲ့ကြောင့်မွေတွေကင်းနေထွက်တာကြောင့်ဒီမွေတွေကင်းနေဒါအပေါက်ခံရတဲ့ပိုးထိတဲ့ဒါမျိုးတွေအတွက်လည်းလက်ရှိမှာဒါဆေးရုံမှာအစိတ်ဖြေလို့ရတဲ့ဒါတွေကိုရှိပါတယ်အဲ့တော့ခုနပြောလို့ပဲဒါဘယ်သူကတော့ခုနပြောလို့မြို့တွေကလူတွေကမွေမွေပေါက်တယ်ဘာညာဘယ်သူမှ experience မရှိအဲ့တော့ဒါမဲ့ခုန experience မရှိတဲ့လူအနေနဲ့လက်ရှိမှာဘယ်လိုဖြစ်လာပြီဆိုရင်ဒါဘယ်လိုမျိုးလုပ်ကြမလဲဘယ်လိုမျိုးပြီးတော့ကုညီကြမလဲအခု လက်ရှိမှာဒါကျွန်တော်ကုညီလို့ရတဲ့လူအများကြီးရှိပါတယ်ကုညီပေးမဲ့လူတွေလည်းအများကြီးပေါ်ထွက်နေပါတယ်အဲ့ဒါလေးတွေကိုသတိပြုပါအားလုံးပဲဆက်ပြီးတော့လှူဒါန်းနိုင်ပါစေဆက်ပြီးတော့ပါဝင်ပတ်သက်နိုင်ပါစေကျွန်တော်တို့ဒီဗီဒီယိုတွေလည်းကျွန်တော်တို့ဒီဗီဒီယိုတွေကြည့်ပြီးတော့ကုညီပေးနိုင်ပါလေကျွန်တော်ဒီနေ့ကဆုတောင်းပေးပါတယ်ကျွန်တော်နေ့တခုနောက်ပေါ်ချွတ်ချောင်ငွေရမ်းပြီးတော့ဘာမှမလုပ်ဒီဗီဒီယိုတွေပဲကြည့်ကြည့်ပြီးခင်ဗျာလှူလို့ရတယ်အခုလည်းကျွန်မဒီနေ့မှဆိုလဲကျွန်တော်တို့အာဆန်နဲ့ယူနိုက်တက်တို့ပွဲချုပ်သုံးမြအဲ့ဒီကနေပဲကျွန်တော်တို့အပတ်စံအများကြီးရရင်ကျွန်တော်ထပ်ပြီးလှူဦးမှာခုနောက်ပေါ်နှစ်ဆပေါင်းပြီးကျွန်တော်လှူမှာဖြစ်ပါတယ်အခုလက်ရှိမှာဒါကျွန်တော်တို့ ကျွန်တော်ကပ်ပြီး rally တဲ့ပတ်စံကအခုလက်ရှိမှာဒေါ်လာ900ရှိပြီအဲ့ဒါကိုမှနောက်ထပ်1000ပေါင်းပြီး1500ကျွန်တော်ထပ်ပြီးလူမှာဖြစ်တယ်1500ဆိုမြန်မာဝင်နဲ့တွက်မယ်ဆိုအခုလက်ရှိမှာ65သိန်း80ပါ နော်ဆရာကြီးအဲ့တော့ကျွန်တော်ပြောချင်တာကအကုန်လုံးစေဘူးအခုလက်ရှိမှာကျွန်တော်10သိန်းစလူမယ်ပြီးရင်တော့အကုန်လုံး channel ဆိုလူပါလူမှာဖြစ်ပါတယ်အဲ့တော့ခုနလက်ရှိမှာဒါကျွန်တော်ဒီ video ကထပ်ပြီးပြောမယ်ကျွန်တော်ဒါ dollar 50ရင်းဒီရတာအဲ့တော့မှကျွန်တော်100 100ပုံမှ150ဖြစ်ပြီးတော့အခုလက်ရှိမှာအဲ့ဒီကနေပြီးတော့ဒါကျွန်တော်တို့6သိန်းခွဲဒါကျွန်တော်6သိန်းခွဲမှာကျွန်တော်6သိန်းခွဲဆိုတော့နံပါတ်မကျတော့ကျွန်တော်3သိန်းခွဲပေါင်းပြီးတော့10သိန်းဒီဒီအခုလက်ရှိမှာဒီနေ့မှာလူတန်းသွားဖြစ်ပါအဓိကကျွန်တော်လူမှာက dead body bag ဒီကိုဝယ်ပြီးလူမှာဖြစ်ပါတယ်တော့ပါပဲအားလုံးမကြိုးတူပါနေများကြီးလက်ကုပေးကြပါဗျာများများကုမှမြ мян နိုင်မှာဖြစ်ပါတယ်ကျွန်တော်တော့ဝယ်ပြီးပါဦး 地方吧。